ဝိုင်းစုခိုင်တဲ့ငါတော့သူအခုယူရဲရောက်ကြကသူရဲ့အကူဝန်ွယ်ဖြစ်နေလို့တနိုင်ကန်လုံးပေတရရဲ့ဆဲဆူခြင်းကိုခံနေရပြီလေဖြစ်ပါတယ်အစရောဝိုင်းစုခိုင်တဲ့ရဲ့အင်ထောင်ရေးကိစ္စကိုတော့တထတူတူရှင်းပြစရာလည်းမလိုဘူးဖွာစရာလည်းမလိုဘူးထင်ပါတယ်အားလုံးကတီးပြီးသားပါနော်စရောဝိုင်းစုခိုင်တဲ့ဟာယောက်ျားပေါင်း၃ယောက်နဲ့တည်းဝင် လက်ထက်ခဲ့ဘူးတာဖြစ်ပါတယ်ဖင်းဝီရန်နဲ့ကြတော့ဒါလက်မှတ်မထိုးခဲ့ရဘူးပေါ့နော် အစရောဝိုင်းစုကင်သိန်းဟာသူအကြာကြီးပေါင်းခဲ့တဲ့ယောက်ျားဆိုလို့အစရောအောင်လာပေးဖြစ်ပါရီအောင်လာဟာဝိုင်းစုကင်သိန်းအတွက်ထောင်ချခံခဲ့တာဖြစ်တယ်ကျွန်တော်မိမကိုသာနော်လှုပ်ပြလို့ရှိရင်ကျွန်တော်ထောင်ချခံမယ်ကျွန်တော်နှစ်ယောက်လုပ်ခဲ့တဲ့အဖြစ်တွေကိုကျွန်တော်တယောက်တည်းဝန်ခံမယ်ဆိုပြီးတော့သူကထောင်တစ်နှစ်ကျော်အကြာခံပြီးတော့နော်ဝိုင်းစုကင်သိန်းကိုကယ်တင်ခဲ့ပေးမယ်လေနော်ထောင်ချပြီး6လအတွင်းမှာဝိုင်းစုကင်သိန်းစီကစားရီအရန်ချစ်တဲ့ယောက်ျားရဲ့ဘာညာရခဲ့သေးတယ်6လကြာမှာပဲလောက်ကင်ကဘူးမှုနဲ့ဒါနော်ဝိုင်းစုကင်သိန်းကစပွန်ဆာယူပြီးဖောက်ပြန်တယ် အောင်လာကလေ HD တွေချပြပြီးသားပါဒီတက်ကကြတော့နော် GDP မှာအလုံးတွေ့မြင်ပြီးသားပါပြဿနာတွေဖြစ်ကြတဲ့ယောက်ျားယောက်ျားလို့ဝမ်းစုခိုင်သိန်းကခေါ်တဲ့တယောက်နဲ့ဖောက်ပြန်တယ်နောက်ထပ်၄ယောက်လောက်နဲ့ဖောက်ပြန်တယ်နော်ဒီခုဝမ်းစုခိုင်သိန်းယူတဲ့ယောက်ျားကသူ့ရဲ့အကိုဝမ်းကွယ်ဖြစ်နေတယ်သူ့ဘော်မှာငယ်စဉ်ခါကလေးကပြီနော်ဝမ်းစုခိုင်သိန်းအပေါ်မှာငယ်စဉ်ခါကလေးကပြီအလုံးနာလေးပြီးတယ်ချစ်ခင်ပြီးတယ်ဝမ်းစုခိုင်သိန်းယောက်ျားပဲနဲ့ယောက်ပဲယူယူသူကအကုန်လုံးကိုနော်ဖြည့်ဆည်းပေးတယ်အကိုဝမ်းကွယ်ဖြစ်ချောင်းလေးတည်ရတယ် ဒါကြောင့်မလို့တခြားမဟုတ်ဘူး online ပေါ်မှာလူပြောများနေတာပါ။အွန်လာကတော့အခုတက်တီဝိုင်းစုခိန်သိန်းကိုနော်။ဝါရှင်းစာချုပ်မှာလက်မမထိုးပေးရသေးဘူးလို့ဆိုထားဖြစ်တယ်။ဝါစုခိန်သိန်းကတရင်စာမှာကြီးညာထားကသူ့ရဲ့တစ်ဖက်သက်နော်လက်မထိုးပြီးတော့ကြီးညာထားခြင်းသာဖြစ်ကြောင်းအခုတက်တီကိုလက်မမထိုးရသေးဘူးသူသာတကယ်လုပ်ခြင်းလို့ရှိရင်တရားဥပဒေအရအေးအေးယူမယ်ဆိုရင်ဝါစုခိန်သိန်းနော်အကြီးကြီးထိမယ်ဆိုပြီးတော့ပြောဆိုသွားခဲ့တာဖြစ်တယ်။အွန်လာကသူ့ရဲ့အရင်မိမကို ကိုယ်တိုင်ရုပ်မာခဲ့လို့เนาะအနိုင်ချင်းခဲ့လို့အခုဝိုင်းစုခိုင်းတဲ့ရုပ်မာမှုကိုခံနေရတယ်ဆိုပြီးတော့ရင်ဝင်ခဲ့တာပဲဖြစ်ပါတယ်ဒီလိုပြောလို့เนาะဆိုတော့အောင်လာကောင်းနေပြောတာမဟုတ်ဘူးသူလဲဖာချတာအများကြီးပဲဆိုတော့အခုဝိုင်းစုခိုင်းတဲ့ကတော့နောက်ဆုံးမှာယူခဲ့တဲ့ယောက်ျားအကိုဝိုင်းခွေးဖြစ်နေလို့ online ပေါ်မှာကြီးကြီးကိုဝေဖန်ခံနေရတာပဲဖြစ်ပါ